စစ်တင်အရာတွေထပ်မံပြည်တင်ပြီးတော့ဖလန်းတိုက်ပွဲမှာဒီတင်စစ်ကြောင်းထိုးနိုင်ဖို့တဲ့စစ်အရာတွေပြည်တင်လျက်ရှိတယ်။ဒါကြောင့်မလို့မကြခင်ရှိမိနဲ့ဖလန်းမျိုးကိုလည်းတက်မတော်ကနေပြီးတော့ပြန်လည်းတိုက်ခတ်ပေးပိုင်းနိုင်လိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်။တဆက်တဲ့ဗမော်တိုက်ပွဲမှာဆိုလို့ရှိရင်လည်းကရှင်ပြည်နယ်ပေါ်မှာဆိုလို့ရှိရင်လည်း KIA တွေနောက်ဗမော်မှာ KIA တိနိုင်ဖြစ်ပြီးတော့အာဒီဒီက KIA တွေရဲ့နောက်တန်းဌာနချုပ်ဖြစ်တဲ့လိုင်းသားဆိုလို့ရှိရင်လည်းမနေ့က7ရက်နေ့မှာမက်လာ7ရက်နေ့မှာ KIA တိုင်းစာဌာနချုပ်တမဟာ9ကိုတမတော်ကနေပြီးတော့အသေးခံဘုံနေနဲ့ပြစ်ခတ်ရှင်းလေးပြီးတော့တိုက်ခတ်ခဲ့တာရှိပါတယ်ဆိုတော့ကျမတို့ကဖလန်းတဲ့တောင်ခမ်းမှာတော့အောင်ပွဲသတင်းတွေကြားရပြီးအန်းကရခိုင်ပြည်အန်းကအောင်ပွဲသတင်းများလည်းကျမတို့ကြားချင်သေးပါတယ်စစ်ကြောမှုရဲဘော်ကိုဆိုင်းအားကရမ်းပြည်တစ်တက်မတော်မှတက်ဖြတ်နေပြည်တော်တိုင်းစစ်ဌာနပြင်မနာစစ်ကြောစစ်ကြောမှုရဲဘော်ကိုဆိုင်းခါဝင်းလိုင်ကိုအားကယန်းပြည်တက်တမတော်ဗဟုကော်မတီဝင်ဗိုလ်မှူးကြီးတိန့်ဟန်နှင့်တွေ့ဆုံဆွေးနွေးရန်ဟုဆိုပါ ကယံပြည်တည်နယ်မြေအမှတ်6မြို့နယ်ဒုတက်မဟာမှုဖိုးခွားမှလာရောက်ခေါ်ပြီးနောက်တပ်ဖြတ်ခံလိုက်ရသည်ဟုနေပြည်တော် PDF ကယင်းနေထုတ်ပြန်လိုက်ပြီးရဲဘော်ကိုစာရင်ဖြစ်စဉ်နဲ့ပတ်သက်ပြီးကယံပြည်တည်တက်မတော်သည်ယခုစထုတ်ပြန်ပြီးအချိန်မှာ3ရက်အတွင်းကဤဖြစ်စဉ်အားတာဝန်အပြည့်အဝယူ၍ဖြေရှင်းပေးရန် အမိတ်ပေးစီခိုင်းသူနှင့်ကျူးလွန်သူအားလုံးကိုထိရောက်ပြင်းထန်စွာအေးအေးယူဆောင်ရွက်ပေးရန်တော်လန်ရေးအဝန်အဝိုင်းတစ်ခုလုံးကိုချိန်ချောက်မှုဖြစ်သဖြင့်တော်လန်ရေးမဟာမိတ်တပ်ဖွဲ့များအနေဖြင့်ဤဖြစ်စဉ်အားတမာတမကျစေဖို့ဝိုင်းဝန်းကြိုးပမ်းကူညီပေးပါရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်အလဲပိုင်းတိုင်းစစ်ဌာနချုပ်နေပြည်တော်တိုင်းစစ်ဌာနကတောင်းဆိုထားသည့်2025ခုနှစ်မတ်လ3ရက်နေ့နေ့လယ်တခဏဤတွင်ရဲဘော်ကိုဆိုင်းကာဝင်းလိုင်ကိုအားကယန်းပြည်တည်နယ်မြေအမှတ်6မြို့နယ် ူတက်မဟာမှုဖိုးခွားမှလာရောက်ခေါ်ဆောင်သွားခဲ့ကြောင်းနှင့်သူညနှင့်၅ခုနှင့်မလ73ရက်နေ့တွင်နေပြည်တော်တိုင်းစစ်ဌာနနှင့်မဟာမိတ်ညီနောင်အဖွဲ့အစည်းများ၏စုံစမ်းထောက်လှမ်းပေးမှုအရာကရင်ပြည်တက်မတော်ရုံးဆိုင်ရာနေမြေတနေရာ၌ရဲဘော်ကိုဆိုင်းခါဝင်းလိုင်ကိုဤရုပ်အလောင်းကိုလူသားမဆန်စွာပြင်းပြင်းထန်ထန်ညှဉ်းပန်းနှိပ်စက်ထားသောဒဏ်ရာများစွာဖြင့်ရှာဖွေတွေ့ရှိခဲ့ရပါသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည် င်္ဂလာပါကျမမဝုစုမှာပြောပါရှင်ဒီနေ့95ခုနဲ့မက်စလာ73ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျမကတက်မတော်ရဲ့အောင်ပွဲသတင်းတွေနဲ့အတူဗဒတ်အတင်းတိုင်းစကိုင်းတိုင်းဆိုတဲ့အကြောင်းကိုပြောပါမယ်လက်ရှိကျမတို့နာဇာကအင်ဆောင်ကြရသည်နိုင်ငံတော်ကလက်နက်ကပုံကန်နေတဲ့ဂျပန်သမားတွေကိုနိုင်ငံအနေနဲ့စစ်မျက်နှာဖွင့်ထားတဲ့အခြေကမှာတောင်ခမ်းစစ်မျက်နှာသည်ကျမတို့တက်မတော်ရဲ့သမိုင်းဝင်တိုက်ပွဲတစ်ခုဖြစ်ပါတယ်လက်ရှိမှာတောင်ခမ်းမှာနိုင်ငံတော်ဝန်ကိုထမ်းဆောင်နေတဲ့ဇာနီမောင်ပေါ့ဒီစစ်သားကြီးကျမတို့ဒီတက်မဆက်တဲ့ပေါ့နော် အာဓမ္မစက်တီရန်ကုန်အင်တိုင်းတဲ့တူနေပြီးတော့တရင်ခြေမြတရင်ပေါ့အခြေမြတရင်ညီကျွန်မတို့အောင်ပွဲနဲ့တူနောက်တဲ့ပြောင်းဝင်နိုင်ခဲ့ပြီဖြစ်တယ်။တစ်ဖက်မှာဆိုလို့ရှိရင်လည်းဖလန်းမှာဆိုလို့ရှိရင်လည်းဖလန်းမှာရှိရခလာရ268ကိုလက်ရှိမှာတက်မတော်ကနေပြီးတော့စစ်တီအင်အားတွေထပ်မံဖြည့်တင်းပြီးတော့ဖလန်းတိုက်ပွဲမှာဒီရင်စစ်ကြောင်းထိုးနိုင်ဖို့တဲ့စစ်အင်အားတွေဖြည့်တင်းလျက်ရှိတယ်။ဒါကြောင့်မလို့မကြခင်ရှိမိတဲ့ဖလန်းမျိုးကိုလည်းတက်မတော်ကနေပြီးတော့ပြန်လည်းတက်ခတ်ပေးပိုင်းနိုင်လိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်။ အဆက်တင်ရဲ့ဗမောတိုက်ပွဲမှာဆိုလို့ရှိရင်လည်းကရှင်ပြည်နယ်ဗမောမှာဆိုလို့ရှိရင်လည်းပဲ KIA တွေနော်ဗမောမှာ KIA တွေတိတ်နိုင်ဖြစ်ပြီးတော့အာဒီဒီက KIA တွေရဲ့နောက်တန်းဌာနချုပ်ဖြစ်တဲ့လိုင်းစာဆိုလို့ရှိရင်လည်းမနေ့ကစနေရက်နေ့မှာမက်စလာစနေရက်နေ့မှာ KIA လိုင်းစာဌာနချုပ်တမဟာ9ကိုတမတော်ကနေပြီးတော့အသေးခံဘုံနေနဲ့ဒီကရှင်းလေးပြီးတော့တက်ခတ်ခဲ့တာရှိပါတယ်ဆိုတော့ကျမတို့ကဖလန်းတဲ့တောင်ခမ်းမှာတော့အောင်ပွဲတင်းနေကြရပြီအန်းကရခိုင်ပြည်အန်းကအောင်ပွဲတင်းများလဲကျမတို့ကြားချင်းသေးပါတယ် ဒီအောင်ပွဲသတင်းတွေအတွက်လည်းတက်မတော်နဲ့ဒူအဲကျမတို့ဒီလူတွေကတပားတဲ့ရက်တွေပါတယ်အန်ဖလန်တောင်ခမ်းဒီ၃မြို့နယ်မှာကျမတို့တက်မတော်ရဲ့တမိုင်းဝင်အောင်ပွဲတွေကိုကျမတို့တမိုင်းစာမျက်နှာမှာရေးထိုးနိုင်မယ်လို့ကျမယုံကြည်ပါတယ်ဆိုတော့ကတောင်ခမ်းကနေပြီးတော့အောင်ပွဲနယ်ပြန်လာတဲ့ဇာနီမောင်ပွားတွေဒီစစ်သားတွေရဲ့ချုပ်တာခံတွေကိုကျမဖတ်ပြပါမယ် ံးခဲ့ပြီးတော့3800ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါရဲ့ဆိုတော့ထိခိုက်ဒဏ်ရာရတဲ့လူတွေသေဆုံးမှုလည်းပေါင်းလို့ရှိရင်တသောင်းမီလားရှိတယ်။ပြမတော့သူတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ PDF တွေတွေ့ကြုံခဲ့တာကစာခပညာစကိုင်းတိုင်းလူတွေ့ကြုံခဲ့တာအခုတော့ဗဒက်ပညာစကိုင်းတိုင်းဖြစ်သွားပြီ။လက်ရှိအချိန်ဒီမှာစကိုင်းနဲ့မကွေးတာရှိရင်တပ်ဖွဲ့သမားတွေကိုတက်မတော်ကနေပြီးတော့ဖြစ်စင်တယ်ဗျာ။ထိရောက်စွာချေမှုလည်းရှိတယ်။ဒါကြောင့်မို့လို့ပြမတော့အလူချီကဝင်ချင်းချုပ်ဆိုတဲ့မဲဝဲခိုင်တန်းပြောခဲ့တာကတော်လန်ရေးကို2023ကိုအခုမခံဘူး2023မှာတည်းပြတိုင်တယ်။ အဲ့ဒီလိုပဲအန်ယူဂျီကနေပြီးတော့တင်စာကြောင့်ဝင်ကြည့်တင်ထုံးအောင်ပြောခဲ့တာကတော်လန်ရေးကိုနှစ်နှစ်နေပြီးတိုင်နေပြောရေးစက်ကောင်စီတင်ညာရင်စကိုင်းတိုင်းလို့ပြောကြည့်တော့လက်ရှိမှာတော့ဗဒက်တင်ညာစကိုင်းတိုင်းဖြစ်နေပြီ။ဒါတည်းနဲ့အာနထိုးကြီးမှာကျွန်တော်တို့တက်မလို့စစ်ကြောင်ချပြတ်လိုက်တဲ့ခင်ဗျားတို့ကျွန်တော်တို့ကိုမူးဆက်ပါဝင်စစ်တေဖန်ကြီးခင်ဗျားရရှိတယ်ပေါ့နော်။ဟာဒီတင်နဲ့ပတ်သက်ပြီးတော့ဒီထိုးကြီးတင်ကိုဘာလို့မပြောကြတာလဲမပြောရလဲဆိုပြီးတော့အတစ်ဖက်ကဘုံကျုံညွညင်းနေတာကျွန်တော်ကိုခက်တဲ့လူတွေကြွတ်တယ်လို့အမိကြရတယ်။တစ်ဖက်တည်းတည်းစောင့်ကြည့်လိုက်ပါနော်။ကျွန်တော်တို့ကမှိမ့်မရရပုတ်တယ်လေ။ ့ဘူတင်လေးမှာစစ်ကောင်စီရဲ့စစ်ကြောင်းတစ်ခုလုံးကိုဘလို့စစ်ကြောင်းတစ်ခုလုံးကိုသူတို့ချိန်မုန်းနိုင်ခဲ့တယ်လို့ပြောတယ်။လက်ကြည့်မှာဘူတင်လေးမှာဗတ်တက်တွေဘလို့တင်ခဲ့ဖို့နဲ့ပိုင်နေလဲဆိုတာဗတ်တက်ရှိကြ။နောက်တစ်ခုကညောင်ညောင်နဲ့ရေစကြိုမှာစစ်ကောင်စီစစ်ကြောင်းကိုသူတို့ဓာပြတက်ခိုင်းနိုင်ခဲ့ပါရဲ့လို့သူတို့ပြောတယ်။လက်ရှိမှာတော့ညောင်နဲ့ရေစကြိုကြီးဗတ်တက်တင်ရင်စကိုင်းတိုင်းဖြစ်နေတယ်။ဗတ်တက်တင်ရင်မခွေးတိုင်းဖြစ်နေတယ်။ဆိုတော့ဒီလိုကြီးတက်ပွဲကိုလည်းပဲကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ဖို့လိုတယ်။ဒီနေရာမှာကျွန်မကြီးကပြောချင်တဲ့အကြောင်းအရာတစ်ခုကအခုလက်ရှိဇိုင်းတိုင်းမှာတိုက်ပွဲတွေမှာတိုက်ဆုံတဲ့သူထိခိုက်ဒဏ်ရာရရင်တပေါင်းလောက်ရှိတယ်။ကျွန်မအင်းလေးကပြောခဲ့ 一点没看，讲那个嘛的，去年的阿爷嘛，六点位啊带的，贵的搞到涨不起，六带的枪花贵的搞老涨不起。 ကရန်ကုန်မှာဖြစ်ပြလေးတခုဖြစ်သွားတယ်။အဲ့ဒါကလည်းဆိုတော့အာဒီမှာရရှိမှာကရန်ကုန်နဲ့မန္တလေးတို့မှာမှာကအနေနဲ့ရတာနေပြီးတော့စစ်ပင်းဆောင်လေးမျောများစွာရှိရင်အဲ့ဆိုတော့ဒီရန်ကုန်မှာရောက်ရှိနေတဲ့စစ်ပင်းဆောင်လေးကအချင်းလူမျိုးတယောက်ကပေါ့နော်။ဒီခွေးသားစားတယ်လို့နော်ခွေးသားစားတင်တာကိုသူကလမ်းပေါ်ကြီးခွေးကိုအဲသူကနေသူလူမတိအောင်ဒီရိုက်တဲ့စားပြီးရတယ်။ဒါပေမဲ့သူအဲ့လိုမျိုးမဟုတ်ပဲနဲ့ခွေးပိုင်ရှင်ရှိမှာသူခွေးသားစားတင်တယ်ဝယ်ခွေးပိုင်ရှင်ကလည်းတိတိပူပူနဲ့တုံးတောင်းနဲ့ရောင်းလိုက်တယ်။ခွေးပိုင်ရှင်ကိုယ်ပိုင်ကခွေးကိုတက်ပြီးတော့သူကရောင်းဝယ်လို့ကြတယ်ပေါ့နော်။အဲ့ဒီဖြစ်စဉ်တစ်ခုဖြစ်ခဲ့တာရှိတယ်။ရောင်းဝယ်သူသူတို့အချင်းချင်းကြည့်ပြီးတော့ရောင်းဝယ်လို့ကြတယ်။အဲ့ဒီမှာခွေးပိုင် င်ရှင်ကိုခွေးကိုရိုက်တက်ပြီးတော့တွိုင်ချောင်းမှာဒါကဟိုခွေးပိုင်ရှင်ကခွေးကိုရိုက်တက်တယ်ပြီးတော့ကိုအတခြားတစ်စုံတစ်ယောက်ကနေပြီးတော့ဒီလိုခိုးရိုက်တယ်ပြီးတော့လိုင်းပေါ်မှာတင်လိုက်တယ်တင်လိုက်တဲ့ခါတော့အသေးစင်ချစ်သူမြောက်ဖဲ့ပေါ်တာအတလေးစင်ချစ်သူမြောက်ဖဲ့တာဒါခွေးတွေကိုညှက်ပိုင်လေးစက်ပါလေဆိုပြီးတော့အဲ့ဒီခွေးတက်တဲ့လူနဲ့ခွေးဝယ်စားတဲ့လူကိုခွေးတက်တဲ့မှုတဲ့တရားစွဲပြီးတော့ခွေးတက်တဲ့ကိစ္စဒါအော့အော်တိုင်းနေဖြစ်ကြတဲ့ကိစ္စဒါက 讲公说啊，讲那个嘛没洗过，两回手摸的黏黏皮皮。讲那个嘛我们形容那 mar, 的是好看，洗多洗的。大便没，哎，讲那个嘛哩，就我们讲啊，它那个到肠内内头，掉皮手摸的皮大便，咱就摸不回来的个，回来个。办呢，消毒柜、煮鸡蛋的、养奶的嘛，回来个。对呀，乌龟嘛，你啥用呀？电线、金属啊，回来的个，它可以嘛？哎，可以用单独做皮哎，消毒柜皮皮也嘛，我们回来干嘛的？颜色来的，进来。 ဒါကြောင့်ဖြစ်ဆိုမှုတွေဖြစ်တာဒါဆိုရင်လက်ရှိမှာ NGDD ရဲ့နေဦးတော်လိုင်းရေးဆိုပြီးတော့တို့တွေဒီတိုက်ပွဲပေါ်ဆောင်တဲ့နေရာမှာတိလိုက်ပါခုလက်ရှိစပိုင်းတိုင်းမှာတိတဲ့လူတွေတကယ်ရတယ်လူတစ်ပေါင်းမိပါရှိအဲ့ဒီလူတွေရဲ့လူတစ်ပေါင်းရဲ့အတက်ဟာဝေးတကောင်တော့တန်ဖို့ရှိစပိုင်း 好不，哪里来点难嘛好不 s o r r 嘛不点难嘛好不？前面的嘛来拖泥了搞，要开店的嘛拖泥了搞，想要嘛拖泥了搞，跟的嘛不的嘛，都老话拖泥了搞哎，你嘛听的太可爱了，不对？老，啊，那个弟弟妹妹现那边的都几年几多年，零零八，等一年等一年几多钱？我啊妈开家门生意，人家表弟的可以等几年的，等一年几多钱？那边没，你等一年多，楼主也得还，可以老打工去吧，在外，错了。 မျိုးကျတော့လေးဆက်ပြီးလုပ်နေသေးတယ်။တရားဥပဒေမစိုးရဘူးတမီးမတိတဲ့အေးတန်းမတိငယ်သေးမယ်အေးချမ်းတယ်။ခင်ဗျားတို့ဘဝဟာအခုအန်ယူဂျီပီရဲ့ကိုကျဖန်အားပေးနေတဲ့လူတွေရဲ့တဟခွေးလောက်တန်ဖိုးမရှိဘူးဆိုတော့ခင်ဗျားတို့မှတ်ထားရမယ်။ဒါကြောင့်မို့လို့ခင်ဗျားတို့ကလူလူတူတူနေခြင်းနဲ့ခင်ဗျားတို့ကိုလူလူလို့ဒန်းတူထားပြီးဆက်ဆံခံဆက်ဆံခံသေးခြင်းနဲ့ခင်ဗျားတို့ကခင်ဗျားတို့ကိုလူညာပေးစေခြင်းနဲ့ဆိုရင်အခုခွေးလောက်တောင်တန်ဖိုးမရှိတဲ့ဘဝမှာမနေရဘဲနဲ့လူလူတူတူနေခြင်းနဲ့ဆိုရင်ခင်ဗျားတို့ဒေတာမှာကျဖန်မှုကိုခင်ဗျားတို့ကိုယ်တိုင်လည်းကျဖန်မှုကိုလုပ်မယ်။ကျန်းမာသမားတွေကိုလက်မခံနဲ့။ခင်ဗျားတို့ရောက်ပြီဆိုမှုရင်းနဲ့ဒီနေ့အေးချမ်းကြီးကိုပြန်သွားပြီးတော့လူနဲ့သူနဲ့တူအောင် နေတယ်ဆိုရင်လက်ရှိနားဆက်ကအစိုးရကျင်းပမယ်ရွေးကောက်ပွဲကိုခင်ဗျားတို့ကိုယ်တိုင်ပါဝင်လို့မှာပါတယ်။နောက်ထပ်ကျွန်တော်ပြပြမယ်။ကျောင်းပြင်းနေပဲအားရခတ်တော့အေးထိကျုံထားတဲ့ဒေသတွေမှာတက္ကသိုလ်ဝင်ဆောင်မှုပဲဖြစ်ဖြစ်ခွင့်မရရအောင်ကျောင်းသားကျောင်းသူများအခက်ကြုံရပါတယ်။ဒါပဲ။ရခိုင်ပြည်နာဘက်ကရခိုင်တတော်ဆိုတဲ့အေးကပြန်ပြီးဖြတ်စီတာဖြစ်တယ်။ ับยอมไหมยาคายดีอนาคตโอยาคายได้โดนสุดเลยเองการแค่สิ่งใดที่เด็กสามารถเป็นได้เองงานอะไรเนี่ยทับบนนั่นนี่ทับบนแต่งานนันี่แต่งานมุ่งสู่นั่นนี่มุ่งสู่ทับบนนั่นนี่ทับบนไเเลยส่วนแล้วที่ยาคายที่เป็นได้ลงมาน้องน้าสาวสุดท้่ยจุดทายเนี่ยน้องเลี้ยมาเจ้าดูสีเดียมาเอาสีเดียสิบเดือนสิที่ต้องมุ่งเนี่ยมาเปเลี้ยงมาเด็กก็้องมีสามมือเพื่อนสมัเจ้าหน้าอุ้งหญิมาเข้าจ่อไม่เอาเพื่อนสมเนี่ยเอเที่จุดทยสุยยูรีโอลงมาด็กก็ต้องมีสามมือเพื่อนผมมาพี่มาเนี่ยด้วยที่จริงเราพี่เพื่อไม่ยากหรอกแค่จงยาไปเลยส่วที่ตัวนี้กูที่พี่พตัวนี้ทานเอากูนะเฮ้ยฮะเว้ยแข็งจีตาละส่วนเราอยากใ้าคากูพี่มีเพื่อนได้ย 看你，你听人家的。讲开比你的年啊，咱们好苦。开牙比你年年富尼，你的美。吃比你年年富尼，你的美。吃比你年年富尼，你老美。开车比你，开牙比，开哪样都老慢。讲法他妈的年年嘛，刚猛耍比人家丁长没亚的，哪个国家穷的家他讲巴八慢，比人家有个五差百的的钱嘛。他俩都大，十年的人家一个腰腿比多，十年的人家一个腰腿比着。肯定得给爷比人家有个吧，人家就开始讲。以前说差点开点嘛，以前耍比人家丁长贵的低那么嘛，我耍点没亚的，比人家都干。 နိုင်ငံရေးဆိုတာကိုသူကလားမဲတလားတောင်မသိဘူး။ခဏနေနေပဲရှင်းနေပြီကလေးပိုင်နေလေး။မေမေလာမကြောက်တိုက်ပဲဆိုရင်စိုင်းပုတ်ဒီတိုင်းကြီးလမ်းပေါ်ခတ်ပေါ်ခိုင်းခဲ့တာလေခင်ဗျားတို့။ခင်ဗျားတို့ကိုယ်တိုင်ကကိုယ်နိုင်ငံကိုယ်ပြည်နဲ့ကိုယ်လူကျကိုယ်လူလူချက်အနာဂတ်ကိုပြန်ပြီးဖြတ်စည်းနေကြတယ်။ တော့ဆိုတော့ခဲ့ကိုရွေးချင်ဥပမာတစ်ခုပြောမယ်အာစစ်တပ်ကအာဏာသိမ်းလိုက်လို့ခင်ဗျားတို့အခုလိုလုပ်ရတယ်လို့ပြောတယ်စစ်တပ်ကအာဏာသိမ်းလိုက်ပညာရေးကိုမတင်ထားဘူးပြောတယ်စစ်တပ်ကအာဏာသိမ်းလိုက်လို့ဆရာဝန်တွေစိတ်မကူနဲ့ကျောင်းဆရာမတွေစာမတင်နဲ့စီဗီယံလောက်ကြပါဆိုပြီးနိုင်ငံကိုပြစ်စီရတဲ့စစ်တပ်လိုက်ဥပမာအင်းဒီကတည်းကအဲ့ဒီနေရာမှာစစ်တပ်ကအာဏာသိမ်းလာ၁၉ချက်နော်ဘာမှမလို့အဲ့ကျချပေါ်ပဲပါတယ်အဲ့ဒီပါတယ်ကိုစစ်တပ်ကအာဏာသိမ်းလို့ဖျက်လိုက်တယ်ဒါပေမဲ့သူတို့နိုင်ငံရေးသမားတွေကစစ်တပ်ကအာဏာသိမ်းလိုက်လို့ဆရာဝန်တွေစိတ်မကူပဲနဲ့စီဗီယံလောက်ကြပါလို့ ကျောင်းဆရာမတွေစာမတင်ပေးနေစီရီယာလောက်ကြပါခလေးတငယ်တွေမမေလာမှကျောင်းတက်ပါဆိုပြီးလမ်းပေါ်ဆွဲမတင်ဘူးလက် လက်နဲ့ကင်ပုတ်ခံကြပါအင်းအင်းလေးအောင်ကိုလေးစောင်းမကျန်လက်နဲ့ကင်ပုတ်ခံကြပါတော့သူတို့အားမပိခဲ့ဘူး။သူတို့နိုင်ငံရေးလမ်းကြောင်းကိုဆက်သွားတယ်။နောက်ပထမတော့ခွေးချောက်ဝဲပါတီဖြတ်ခံရတယ်။ဘူးပေါ်ဝဲပါတီဆိုပြီးသူတို့ခွေးချောက်ဝဲမကြိုင်နဲ့ပြီးခဲ့တဲ့ခွေးချောက်ဝဲမှာဘူးပေါ်ဝဲပါတီပြီးတာအနိုင်ရရင်သူအနိုင်ရပြီလေခွေးချောက်ဝဲမှာသူတို့ခွေးချောက်ဝဲစင်းစင်းစီးကန်နေမတိုက်နေတဲ့အတွက်အဲ့ဒီအနိုင်ရရဲ့ပါတီကိုဖြတ်သိမ်းပြီးတော့ပါတီကောင်းဆောင်ကိုတရားစွဲဆိုပြီးထောင်ချတယ်။ဒါပေမဲ့လူတို့ကိုလမ်းမပေါ်ဆွဲမတည်မဟုတ်ဘူး။ချောင်ဝင်နေစိတ်မကူပဲနဲ့စီဒီယံလို့ပါလို့သူတို့မျက်မပေးဘူး။ဇိုးရဝင်နေနေနိုင်ငံဝင်နေနေစီဒီယံလို့ပြီးနှုတ်ဖက်ကြပါလို့သူတို့မျက်မပေးကြဘူး။သူတို့တွေနိုင်ငံရေးနေလန့်ကိုပဲဆက်ပြီးတော့ဖြည့်ရှင်း င်းနဲ့လက်နက်ကိုင်ပုံကဲချင်းလမ်းစဉ်ကိုတို့မလုပ်ကြဘူး။နောက်မှုဖော်ရပါတီကတ်တင်းခံရတယ်။ပြည်ပပါတီဆိုပြီးတော့အခုလက်ရှိမှာဆက်လက်ပြီးတော့နိုင်ငံရေးပါတီအနေနဲ့ရပ်တည်နေကြတယ်။ဒါသည်အမှန်တကယ်တိုက်ပြည်နယ်လူမျိုးကိုစေတနာရှိတဲ့အမှန်တကယ်တိုက်ပြည်နယ်လူတို့ကိုချက်တဲ့နိုင်ငံရေးသမားတွေနဲ့ဆုံးဖြတ်ချက်ဖြစ်တယ်။ဒါဆိုရင်လက်ရှိမှာ CRPH 2020ရွေးကောက်ပွဲကိုဆက်ခံတယ်ဆိုရယ် CRPH ကနိုင်ငံရေးမြန်မာပြည်သူလူထုပေါ်မှာတို့ထားတဲ့နိုင်ငံရေးစေတနာဆိုတာပါလေ။ကျမတို့ကိုယ်ရင်ကစဉ်းစားတော့ဖို့ပဲ။အဲ့ဒီလိုမျိုး နိုင်ငံရေးပါမဝတယ်နဲ့နိုင်ငံရေးသမားတွေကနိုင်ငံနဲ့လူတို့ကိုအမှန်တကယ်မချစ်တဲ့အတွက်နိုင်ငံရေးကိုအသုံးချပြီးတော့စိတ်ရေးတွေပေါ်ဆောင်တဲ့အတွက်အခုလက်ရှိမှာအခုလက်ရှိကိုရခိုင်မှသူဒီလိုမျိုးအခက်အခဲတွေကြုံရတယ်ခလေးတငယ်တွေစားပွဲမဖြစ်နိုင်တဲ့အတွက်ပညာသင်ကြားခွင့်မရတဲ့အတွက်အနာဂတ်တွေဖြစ်စီရတယ်ဖြစ်တယ်ဒါကြောင့်မလို့မိမိလူမျိုးရဲ့အနာဂတ်ကိုကိုကိုတိုင်းရိုက်ချိုးဖြစ်စီနေကြခြင်းသည်ဖြစ်စီနေကြတဲ့လူများသည်ခမားတို့တော်လန်ရေးအမိခံပြည်ဖြတ်တဲ့လက်ချက်ပါဖြစ်တယ်ခမားတို့တော်လန်ရေးအမိခံပြည်ဖြတ်သမားတွေပါဖြစ်တယ်နော်သူတို့ကခမားတို့ရဲ့လုံရလုံွက်တွေခမားတို့ရဲ့လုံဆောင်မှုတွေက ိမိအတိုင်းပြည်နဲ့နောက်၁၀နှစ်နောက်နှစ်၁၀တော့အနာဂတ်တွေဘယ်လိုမျိုးဆိုးရိုးတွေတက်ရောက်နိုင်တယ်လဲ ။တစ်ခါကကျွန်တော်တို့နာဆာကအင်ဆောင်ဆိုးရတာတိုင်းပြည်အနာတစ်ခါတွေ့နော်။နောက်10နှစ်15နှစ်အနည်း20ဆိုပြီးတော့အမျိုးသားဗတ်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်နော်နှစ်စီစီမံကိန်းတွေချပြီးတော့နိုင်ငံနဲ့လူထုရဲ့အမျိုးသားအကျိုးစီးပွားအတွက်ပေါ်ဆောင်နေတဲ့အချိန်မှာခနာတို့တော်လန်ရေးအမိခံရဲ့လောက်ရလောက်ွက်သည်နောက်10နှစ်နောက်နှစ်20တိုင်းပြည်အနာကက်ကိုဖျက်ဆီးနေကြတယ်။နော်လက်ရှိမှာဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့နာဆာကဆိုးရသည်ဒါပဲရှားနေတဲ့ဝယ်ရင်နဲ့စီမံကိန်းလုပ်မယ်။ဒီတဝယ်ရင်နဲ့စိတ်ကန်းပုံမှာလည်းပဲအဖြစ်တွေမှုရေးဝန်ခံမှုကညာဆိုရှိတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မသဘောထားတစ်ခုပြောပြရရှိရင်ဒါကပါလဲဆိုတော့ဒီတဝဲရင်းနဲ့စိတ်ကန်းနဲ့ပတ်သက်လို့ ့ရုရှားလိုဂျုံရေးတက်တယ်မြန်မာပြည်ကိုဝင်လာနိုင်ဝင်လာနိုင်ခြင်းရှိတယ်ဆိုပြီးတော့ပေါ့နော်ဒါဝေဖန်မှုတွေတောက်တမှုတွေရှိတယ်ဘာလို့လဲဆိုတော့ဒီကြောက်ဖြူရင်းနေစက္ကန့်နဲ့ပတ်သက်ပြီးတော့တရုတ်လိုဂျုံရေးကုမ္ပဏီတွေကြောက်ဖြူကိုဝင်လာတယ်လို့ဂျုံဝင်နဲ့ပတ်သက်လို့အဲရုရှားလိုဂျုံရေးတက်ခွေမြန်မာပြည်ကိုဝင်နိုင်ခြင်းရှိတယ်ဆိုရင်တောက်တမှုတွေရှိတယ်ဒီပေါ်မှာကျွန်မကြောက်ဖြူတော့လည်းကျွန်မပြောခဲ့တယ်အခုရုရှားနဲ့ပတ်သက်တဲ့ဂျုံဝင်ရင်းနေစက္ကန့်မှာလည်းကျွန်မပြောမယ်ဒီကျွန်မထင်တယ်ဒီဖြစ်စဉ်ပေါ်မှာအခုလိုမျိုးထုတ်ပြီးတော့ပြောတာဒီကျမကြောက်ပဲရှိနေမယ်။ကျမကနောက်ရှင်ချင်းကိုလုံးကြည့်တယ်။အဲ့ဒါနဲ့နောက်ရှင်ပါကြီးပေါ်ချင်းကဥပေပါပုံမှန်ဒီဆက်လင်းခါဝဲပါ။ အားနိုင်ငံတော်တွင်မြေတီနိုင်ငံခြားတက်စခန်းမှာအခြေချခွင့်မပြုဆိုပြီးတော့မြေတီနိုင်ငံခြားလက်နက်ကင်တပ်ဖွဲ့ပေါ်မှာအခြေချခွင့်မပြုဆိုတဲ့ပုံစံမျိုးပါတယ်။ဒါကြောင့်မလို့လဲကျွန်မဒီနောက်ရက်ပတ်ကျောက်ချင်းကောင်းမှုကိုကြုံကြည့်ပြီးတော့နောက်ရက်ချေကိုဆက်နိုင်တဲ့လူရောက်ဖြစ်တယ်ပဲ။ပို့ပါလေးဆိုင်နေခါဝဲကိုအလေးနဲ့ထားတယ်။ဒါကြောင့်မလို့ကြောက်ပြူမှာပရမတ်ဆုံးတရုတ်တို့ကြုံရေးအတက်ဖွဲ့တွေလာမယ်ဆိုတော့ကလေဒီပေါ်မှာကျွန်မဒီနိုင်ငံသားတယောက်အနေနဲ့အထူးသဖြင့်ကျွန်မဒီလူသားရေးတချို့လူရှာသူတယောက်အနေနဲ့ဒီကိစ္စရဲ့ပေါ်မှာကျွန်မလုံးဝသဘောမကျဘူး။ကျွန်မတူးကြောက်တဲ့အမြင်နဲ့ကပ်ွက်တယ်။ကျွန်မရှုတ်ချတယ်။အဲ့ဒီလူရဲ့ကိုကျွန်မရှုတ်ချတယ်။အဲဒီအလားတူပဲလက်ရှိတဝဲဂျင်းနေစကန်နဲ့ပတ်သက်လို့ရုရှားလက်နက်ကင်တက်ဖွဲ့တွေရောလုံးကြုံရေးတက်ဖွဲ့တွေရောဝင်လာတော့မှလားဆိုတဲ့သုံးသပ်မှုတွေကိုဆန်မှုတွေရှိတယ်။အမ အမေရိကန်လိုဖြစ်လာခဲ့ရင်လည်းကျမဒီနှစ်နောက်ချိန်ချိန်ပါပုံမှန်လေးချက်နဲ့ခါဝဲကိုရုံးချီတူကြောက်ဖြစ်တဲ့အတွက်အဲ့ဒီလိုကျမတို့နိုင်ငံသားအဲကျမတို့ပြည်နှင်းမှာကျမတို့နိုင်ငံပြင်းမှာနိုင်ငံသားလက်နက်ကိုင်ဖွဲ့ပြီးဝင်ရောက်လာခြင်းကိုကျမနိုင်ငံသားတယောက်အနေနဲ့ကောက်ပွားရှုံချတယ်ကျမလုံးဝအားမပေးဒါပေမဲ့ဒီဒဝဲရင်းနှင်းစိတ်ကဲဆိုတဲ့ဒီလုပ်ငန်းစဉ်ကိုကျမတို့ဒီအမျိုးသားဘတ်စော်ခွင့်ပြုတဲ့စီမံကိန်းကိုပေါ်ဆောင်ဖို့အတွက်နှစ်နောက်20ဒီနာဆာကအိမ်ဆောင်ဆိုးရဆိုပြီးဖြစ်တယ်ကတစ်ချိန်လုံးဆိုဩခဲ့တာကျမကျမကျင်းနေပြီရေးရေးကြီးအားမခံပြီးတော့ရတယ်ကျမတယောက်ပဲတစ်ချောင်းတော့ပြောခဲ့တာရှိတယ်နော် ာတမိုင်းဆိုတာတက်တင်ထောက်ထားရဖြတ်လို့မရဘူး။နောက်လက်စက်ဒီစားရအဲ့တော့ဆိုကျွန်မပြဖို့တုံးတယ်ဖြဖို့မှာတိုင်းရလိုက်လိုက်ခွင့်ပြီးပြောခဲ့တာရှိတယ်ပို့တင်ပြီးပြောခဲ့တာရှိတယ်။ကျွန်မဒီကပြောခဲ့တာကကလတန်မြေဘတ်ဆောင်ဆောင်စီမံကိန်းနော်နံပါတ်1က နံပါတ်1ကကလန်နယ်မြေပတ်သုံးပုံစီမံကိန်းနံပါတ်2ကတဝယ်ရင်နဲ့စီမံကိန်းနံပါတ်3ကပလဲသွယ်စီမံကိန်းဒီစီမံကိန်းသုံးခုကြောင့်ကျွန်မခဏခဏပြောပြခုလေးเนาะဆိုတော့ဒီကလန်နယ်မြေပတ်သုံးပုံစီမံကိန်းဆိုလို့ရှိရင်လက်ရှိမှာစစ်ပေးစကန်ပြီးပြီးစစ်ပေးစကန်နဲ့ကျွန်မတို့ချင်းမီနဲ့ပလောက်ဝါပလောက်ဝါပိုင်းအေးနဲ့နေမယ်ဆိုရင်ဒါကိုဆက်သွယ်မယ်ပေါ့เนาะအခုလက်ရှိတဝယ်ရင်နဲ့စီမံကိန်းကိုလည်းအကောင့်ထည့်ပေါ်ပြီးသွားပြီနောက်ထပ်ကျွန်မတို့ပလဲသွယ်စီမံကိန်းတက်ရှိနေတယ်เนาะစစ်တဲ့မှာဆိုလို့ရှိရင်ထိုင်းနယ်မြေမှာနဲ့ကြားထဲမှာကရာအက်တူမြောင်းနော်ကရာအက်တူမြောင်းဆိုတာမျိုးတွေလက်ရှိတယ်ဆိုတော့ဒီပါဒီပလဲသွယ်စီမံကိန်းကိုပါအကောင့်ထည့်အောင်မြင်အကောင့်ထည့်ပေါ်ပြီးတော့အောင်မြင်နိုင်ရမယ်ဆိုရင်လက်ရှိမှာစင်ကာပူနိုင်ငံနဲ့ထိုင်းဝယ်နိုင်ငံကနေပြီးတော့နှစ်ဆင်ရရှိနေတယ်သူတို့ဒီကုန်သွယ်ရေးဝင်ငွေခွန်ရေး ရာဂိုင်နှုံ50ရာဂိုင်နှုံတဝက်နီးပါးကိုလက်ရှိထိုင်း sorry ထိုင်းဝမ်နဲ့စင်ကာပူကရနေတယ်နော်ပင်လယ်ရေကြောင်းကုန်တွယ်ပေါ်တဝက်နီးပါးကိုကျမတို့မြန်မာနိုင်ငံကရတယ်ဆိုတော့လက်ရှိကျမတို့နိုင်ငံရဲ့ GDP ကနှစ်ဆဖြစ်လာတယ် ခုလက်ရှိ GDP က90ဆိုရင်ကျမတို့တရားဖြစ်လာမယ်ဒါကြောင့်မလို့ဘယ်လဲတန်စီမင်းကင်းကိုလို့ကျမတို့တွေ့လို့မရှုတဲ့ဘူးနာဆောင်အဆုံးရတဲ့တန်ကဒီဘယ်လဲတန်စီမင်းကင်းကြောင့်ကျမထက်ခါထက်ခါပြောရင်လူထုကြားထဲမှာလူထုရဲ့ရှင်ဘက်ထဲကိုရောက်စေခြင်းလို့ကျမပြောတာလीဆိုတော့ကျမကပြည်သူမှပြည်သူလို့ပြောရဲဘယ်လဲတန်စီမင်းကင်းကြောင့်ပြောရဲတဝေရင်နဲ့စီမင်းကင်းကြောင့်ပြောရဲနောက်တစ်ခါကလဲတမ်းမျိုးပဲဆုံးလို့စီမင်းကင်းကြောင့်ကျမထက်ခါထက်ခါပြောခဲ့တာရှိတယ်ဆိုတော့ကကျမတို့အားပေးထောက်ခံတယ်တမောက်ကနေပေါက်ဖွားလာတယ်နာဆာကအင်ဆောင်ဆူရသည်ကျမတို့မျိုးသားကြိုးစီပွားအတွက်နောက်10နှစ်15နှစ်နဲ့20 25နှစ်ဆိုရဲအမျိုးသားဘက်ဆောင်ပြင်ပြတို့တဲ့ရင်းနှစ်စီစီမံကိန်းတွေနဲ့နိုင်ငံတော်ရဲ့အမျိုးသားကြိုးစီပွားအတွက်ပေါ်ဆောင်လည်းရှိတယ်เนาะဒါပေမဲ့တစ်ဖက်ကတစ်ဖက်က ာဒေါ်လာရေးတစ်ခွက်အမိခံဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေဆိုတဲ့သူရဲ့ကောင်းနေအမိခံဂျပန်သမားတွေရဲ့လုံရက်ကတော့တူတို့တူတို့အခြေချရာသူတို့တရှိရာနေရမှာရှိတဲ့နော်စကိုင်းမှာမကွေးမှာသူတို့အများဆုံးနေကြရဲနော်လက်ရှိမှာဆိုရှင်ရှမ်းပြည်နယ်နော်ရေခိုင်ပြည်နယ်ချင်းပြည်နယ်ကယားပြည်နယ်ကင်းပြည်နယ်စသည်ဖြင့်ဂျပန်သမားတွေကသူတို့အခြေပြုရာနေရမှာတော့အဲ့ဒီဒေတာမှာရှိရဲ့လူထုတွေနဲ့အဲ့ဒီဒေတာကလက်ရှိမှာ distate ဖြစ်သွားပြီ face state ဖြစ်သွားပြီဒါကြောင့်မို့လို့ဒီဒေတာမှာရှိတဲ့လူထုတွေရဲ့နောက်ဆက်နဲ့နောက်နဲ့ဆက်အနာဂတ်တွေကိုဖျက်ဆီးပြလိုက်ပြီဖြစ်တဲ့ဒီအတိုင်းဒီမှာလူထုတွေအနာဂတ်တွေပျောက်ပြီးဘဝတွေပျောက်သွားအောင်လုပ်နေတဲ့တရားခဏ်တီး တော်လန်ရေးမိခင်လက်နက်ကိုင်းတောင်းချမ်းသူတွေလက်ချက်သားဖြစ်တယ်ဆိုတော့ကကျွန်တော်တို့ဒီကိုဘဝကိုနာကက်ကိုတွေးကြပါကိုဘဝကိုနာကက်ကိုတွေးတယ်ဆိုရင်နော်တင်းတည်သွားတော့တင်းဖားတော့မြေဆိုပြီးကိုမြေကိုရင်နဲ့ကိုသားသမီးနောက်လာနောက်တာမျိုးဆက်ရဲ့အနာကက်ကိုတက်တယ်ဆိုရင်ခင်ဗျားတို့ကကျင့်သေးပါနိုင်ငံရေးနည်းလမ်းကိုပြန်သွားရမယ်ဒါကြောင့်မို့လို့လက်ရှိနားဆက်ကဆိုရကျင်းမမယ်ရွေးကောက်ပွဲကိုခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေခင်ဗျားတို့ပါဝင်ရမယ်တကယ်လို့များငါတို့ကရွေးကောက်ပွဲကိုလုံးဝမဲမပေးဘူးနော်မဲ ငါတို့ကိုဖိအားပေးလို့လဲရုံငါတို့သွားရတယ်ဆိုရင်လေငါတို့ကတဲနေပဲပေးမယ်ဆိုရဲအပြတ်မောက်လုပ်ငန်းတွေလုပ်မယ်လို့အခုတည်းကစဉ်းစားထားလို့ရှိရင်ဒါဒီကိုနိုင်ငံကိုဒေတာကိုလူမျိုးကိုမျိုးဆက်ရဲ့အနာဂတ်ကိုကိုကိုယ်တိုင်ဖြတ်စီခြင်းဖြစ်တယ်ဆိုတာခင်ဗျားတို့ကောင်းနေမှာထည့်ထားကြည့်ခြင်းနဲ့